အကျွေးရခြင်းတဲ့သူတွေနဲ့လက်ပွင့်ခြင်းတဲ့သူတွေက24ရက်ဒိဋ္ဌံလုပ်ပေးပါဗုဒ္ဓဘာသာဗုဒ္ဓအလိုကျเนาะ24ရက်ဒိဋ္ဌံလုပ်ပေးရမယ်24កောင်နေ့စဉ်ရုပ်ပေးရမယ်เนาะနေ့စဉ်တော့အဲ့တော့ဒိဋ္ဌံလုပ်ပြီးဆိုတော့အချိန်မှန်ရမယ်နေရာမှန်ရမယ်เนาะအချိန်မှန်ရမယ်နေရာမှန်ရပါမယ်အချိန်မှန်ရမယ်နေရာမှန်ရပါမယ်ဟုတ်ပါပြီเนาะပြက်လို့ရလားဆိုပြက်လို့မရပါဘူးဒီအခုအခုဒိဋ္ဌံဝင်ရမယ်ရုပ်ရမယ်ခါလာဒီ ဗုဒ္ဓဂုံတော်ကာရာဖြစ်တော်ဖြစ်တော်လဲပဲအဖြစ်ဒီများပါတယ်အဖြစ်ဒီများတော့လုံးဝမပြောင်းတော့ပါဘယ်နေ့ကစလို့ရမလဲဆရာဆိုမွေးနေ့ကနေစမွေးနေ့မနဲ့ကိုတင်နေတဲ့အချိန်ပေါ့ညနေမှတင်နေတယ်ဆိုညနေကိုအားတဲ့အချိန်ကိုမပြတ်နိုင်တဲ့အချိန်အတိတ်ကမပြတ်နိုင်အချိန်မှာလို့ပါအတိတ်ကလို့တာဆိုတော့စွတ်တခုတည်းတောင်းရတယ်သစ္စာပြုရတယ်ပေါ့နော်ဒါလည်းမမိပါနဲ့မေတ္တာပို့ပါကိုပဲပုံကျင်ရှိမှနတ်ဒီတော်လည်းမေတ္တာပို့ကိုမိပါပို့ပါဆရာမတွေလည်းမေတ္တာပို့ပါကိုမိပါတွေလည်းမေတ္တာပို့ပါပြီးပြီဆိုကမှ အဋိဌံဝင်မှာပြီဆိုဆူတောင်းမှာပြီပြီဆိုဆူတောင်းတကယ်လို့အဋိဌံဝင်ရဒီဟောရွတ်ဖတ်ပူဇော်ပြီပြီပရိစိတ်ပြီပြီဆိုလို့ရှိရင်မလုပ်အောင်လဲဆိုတော့သစ္စာဆိုပါဆုတစ်ခုတောင်းမှာနော်ဒါမျိုးတွေကလုံနေကြတိုင်းလုပ်ပါ၁၇ချက်ရှိတယ်လေအဲ၁၇ချက်တိုင်းလုပ်ပါလို့ကျွန်တော်ပြောချင်ပါတယ်မြစ်တာများများလည်းပို့ပါဒါဆိုလို့ရှိရင်အကျွေးရစရာရပါလိမ့်မယ်အကျွေးဆက်ချင်တဲ့သူတွေကိုလည်းအကျွေးဆက်ချင်တဲ့သူတွေကိုယ့်စီအကျွေးယူထားတဲ့သူတွေအကျွေးဆက်အောင်လည်းမြစ်တာပို့ပေးပါနော် အဲကျွန်တော်ကတော့ကျွန်တော်စီကနေကျွန်တော်ကျွေးရစရာရှိသေးတယ်ရှိတယ်ကျွန်တော် neglect လုပ်လိုက်တော့တာဒီဟာတွေလည်းမလုပ်ပါဘူးနော်အကျွေးပြန်ဆက်အောင်ဆိုရေရလည်းမလုပ်ပါဘူးဒါတော့ဆွေးဆွေးမြတ်မှတ်ထားပါကျွန်တော်စီကအကျွေးကျွန်တော်စီအကျွေးပြန်မဆက်တဲ့သူတွေကစိတ်ပူစရာမရှိကျွန်တော်ဘာမှမလုပ်ဘူးနော်ကျူပြောထားတာပါအဲဟုတ်ကဲ့အခုအကျွေးရချင်တဲ့သူတွေအတွက်အခုဒါလေးကျွေးပြပါ24ရက်တနေ့ကို24ကောင်ကျွေးပြပါပရိစိတ်နိုင်တဲ့သူကပရိစိတ်ပြပါ24ပဲစိတ်ပြပါမနက်စီအောင်24 24လုံးပါတယ်ဘီးနဲ့စိတ်ပေါ့ဗျာ ဒါဗမာတရားရှင်လုံးပြည်ပဲရှိပါတယ်ဆရာဆိုတော့24လုံးမစိတ်ရမှာပါကဲဟုတ်ပါပြီ24កောက်ရွတ်မယ်ဝင်းနေရစာလုပ်ပါမယ်နေ့စဉ်လည်းရွတ်မယ်အရဟံပဋ္ဌံအရဟံပဋ္ဌံဂါတာလို့ခေါ်ပါတယ်အရဟံဂုံတော်နဲ့ပဋ္ဌံနဲ့တွဲပြီးလုပ်တာအဲ့တော့ပဋ္ဌံနဲ့ရွတ်ပါဆို24កောက်ရှိပါတယ်တစ်ခေါက်ပြီးမှတစ်လုံးတခေါက်ပြီးမှတလုံးဒါမှပစည်းတလုံးပေါ့ဒါမှမဟုတ်တခေါက်လို့ပဲသတ်မှတ်ပါတယ်ဥမာပထမဆုံးစမှာအရဟံဝတ္တဝါလုံးရဲ့တပ်ပလက်ရဲ့ပေါ့နော်အရဟံဝတ္တဟိတုပစ္စယော ်အရံဝတလာဗံလာဗံလေးပါထက်လာအောင်လက်လာပါဝင်အောင်အရံဝတလာဗံဟိတုပစ္စယအရံဝတလာဗံအာရမဏပစ္စယအရံဝတလာဗံအဓိပတိပစ္စယအရံဝတလာဗံအနန္တရပစ္စယအရံဝတလာဗံတမန်အနန္တရပစ္စယအရံဝတလာဗံသာသာတာပစ္စယအရံဝတလာဗံအညာမညာပစ္စယအရံဝတလာဗံနော်အဲ့လိုမျိုးနဲ့အနိဒရာပစ္စည်းရောအဲ့လိုမျိုးနဲ့ဆိုးသွားပါနောက်ဆုံးကျအရဟံဝတ္တလာဘဝိကတာပစ္စည်းဟောတ္တလာဘအောက်ကတာပစ္စည်းဆို24ခေါက်ဖြစ်ပါလိမ့်မယ်အရဟံဆိုတာအဲ့ဒါအရဟံလို့ရွတ်တဲ့အချိန်မှာကိုယ့်ရဲ့စိတ်ထဲမှာ ကိလေသာကိုအလုံးစုံကင်းစင်တော်မူသောစိတ်ကိုရရနိုင်ဖောက်ပြန်တော်မမူသောလူနဲ့ပြမှာတတ္တဝအားလုံးဤပူဇော်ထုတ်ခိုင်းတော်မူအတိုက်တော်မြတ်စွာဘုရားလို့စိတ်ထက်တတိယပါနော်ဝါလုံးတပလက်ဆိုတာကိုယ့်စီကိုရောက်လာပါစေရောက်လာပါစေလက်လာပါလေအဟံဝတလာပန်ဟိတုပစ္စယောနော်အဲ့တော့ဟိတုပစ္စယောအတိတ်ပဲလေသိနေကောင်းတာပေါ့၂၄ပစ္စယအတိတ်ပဲလေသိရင်ကောင်းတယ်မသိလို့ရှင်လည်းရွတ်လို့ရပါတယ်အဲ့တော့အဟံဝတလာပန်ဟိတုပစ္စယောအဟံဝတလာပန်အတိပိပစ္စယောဟန္တလာပန် နော်အဲ့လိုမျိုးနဲ့အာရမဏပစ္စယအာရမဏလာပဲအဓိပ္ပာယ်ဆိုအာရမဏလာပဲအနန္တရပစ္စယစသည်ဖြစ်ပါစက်တိုက်ပေါ့နော်အော်ကျွန်တော်ခုနကတော့တခုကြော်ပါပြီဟုတ်ပါပြီကဲအဲ့တော့ကျွန်တော်ပြောချင်တာက24ပစ္စည်းလုံးကိုသူ့ရဲ့ရှေ့မှာအာရဝတ္တလာပံကိုထည့်လိုက်ပါအာရဝတ္တလာပံထည့်လိုက်ရပါပြီနော်နားလေပါရနော်ချရင်မပြီးတော့ပါဘူးနော်ကျွန်တော်ပြည့်တဲ့တည်းရရမယ်လို့ထင်ပါတယ်အော်ပြန်ပြောပါမယ်ဒါနောက်ဆုံးတစ်ခေါက်ပါနော် အာရဝတလာဗံဟိတုပစ္စယအာရဝတလာဗံအာရမဏပစ္စယအာရဝတလာဗံအဋ္ဌပစ္စယအာရဝတလာဗံအနန္တရပစ္စယအာရဝတလာဗံတမန္နန္တရပစ္စယအာရဝတလာဗံသာသာတပစ္စယအာရဝတလာဗံအင်းညမညပစ္စယအာရဝတလာဗံနေတ္တပစ္စယအာရဝတလာဗံဥပနေတ္တပစ္စယနော်အဲ့လိုမျိုးကနေနောက်ဆုံးအဆုံးသက်ကအာရဝတလာဥက္ကတာပစ္စယအာရဝတလာဗံအာရဝက္ကတာပစ္စယတီဆိုပြီးတော့24ပစ္စယအစာအဆုံးကိုရှိအာရဝတလာဗံလေးထည့်လိုက်ပါအဲ့ဒါကို24ရဲ့အတိတ်တန်လို့ပါ24ရဲ့အတိတ်တန်လို့ပါ အဲ့လုံနေတဲ့အချိန်မှာကိုယ့်ရဲ့ကိုယ့်ရဲ့နော်ဆန္ဒကောင်းရင်ကောင်းသလိုအကျိုးရလည်းရောက်လာပါလိမ့်မယ်နော်။ဈာထဲမှာရောက်လာအဖြတ်လေးဝင်လာပါလိမ့်မယ်အကျိုးရလည်းရလာပါလိမ့်မယ်။တကယ်လို့မှ24ရက်ပြည့်လို့အဋ္ဌံဝင်ပြီးပြီးဒီဒီမရသေးဘူးဆိုနောက်တစ်ခါ24ရက်ထပ်လုပ်ပါနော်။အော်မရမချင်းဒီဖျားကုံတော့အထံအထံပဋ္ဌံကာတာကိုယူခတ်ပူဇော်ပေးပါ အဲ့တော့ပြောချင်တာကမွေးနေ့ကနေစပါအဋ္ဌံဝင်ရမှာဖြစ်တယ်ကိုယ့်ရဲ့နေရာနဲ့ကိုယ့်ရဲ့အချိန်ကကိုယ်သက်မဲ့တရက်ကိုယ်ဘက်သက်မဲ့အချိန်ပါပဲเนาะနေရာနဲ့အချိန်ကကိုယ်သက်မဲ့နေရာကိုယ်သက်မဲ့အချိန်ပါလုံးလို့ရပါတယ်လို့ပြောချင်ပါတယ်ခက်ခဲမှုရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လာရောက်မြင်းမြန်နိုင်ပါကျွန်တော်ဗိုက်ဘာဖုန်းနံပါတ်ကိုလာရောဆရာရဲ့အလားအဲ့လိုလေးဖြစ်နေလို့ပါဆိုကျွန်တော်အားရနဲ့ဖြည့်ပေးပါမယ်ကျွန်တော်မဖြည့်ဘူးဆိုမအားလို့လို့သတ်မှတ်ပေးပါเนาะကဲနောက်တစ်ခုကကျွန်တော်က log in ဆင်ပေါ့အကျွေးရကျွန်တော်တို့ log in အစီရင်လေးတစ်ခုထပ်ပြောပြမယ်အကျွေးပကံမဲ့တစ်ချက်ဝယ်လိုက်ပါကျွန်တော်ကအဖြူရအောင်ပေါ့เนาะ ပြူရောင်ပန်းပိုင်းလည်းရတယ်ပန်းမပန်းလည်းရတယ်ရွှေကုတ်လည်းရတယ်မကုတ်လည်းရတယ်ဒီက6000လောက်တော့ရှိမှာပေါ့နော်တစ်ချက်ကိုကြီးကြီးလေးပေါ့တခြားဝင်မှာပြီးလို့ရှိရင်မင်းနေရောင်ပေါ့ shop in အနေရောင်တစ်ချက်တစ်ခုဝင်လိုက်ပါပြီးလို့ရှိရင် shop in အနေရောင်နဲ့အဲ့ဒီကြွေးပကံများရဲ့ဖင်မှာဖင်မှာအဲ့ white ထဲမှာဗာရေးရမှာလဲဆိုညာဘက်ညာရေးရေးရမယ်နော်ညာဘက်ကိုရစ်ပြီးရေးရပါမယ်ရေးတဲ့အခါမှာရေးတဲ့ရေးရမယ့်ခါတာကဗာလဲဆိုအုံတောတောတာအုံတောတောတာအဟိယာစား အုံတော်တော်သာအဟိယာစဆိုရေးပါအုံတော်တော်သာတွေ့တွေ့ထိုးတာဝဲမှုရေးချာအုံတွေ့ထိုးတာဝဲမှုရေးချာအုံတော်တော်တာတာပလက်နော်အဲ sorry မားလို့ပြန်ပြောပါမယ်နော်အုံတာပလက်ရေးချာနော်တောက်ကြတော့နော်အုံတာပလက်ရေးချာအုံတာပလက်ရေးချာတော်တော်တာဝဲမှုတာအဟလုံးဤတဲ့ဟိယာစတော်တော်သာအုံအုံတော်တော်သာအဟိယာစအုံတော်တော်သာအဟိယာစဆိုပြီးတော့ ပကံရဲ့နောက်ကျောဘက်မှာမှင်းနီဆော့ပင်အနေနဲ့ရေးပါဆော့ပင်အနေနဲ့ရေးပါအဲ့တော့ကိုယ်စီကကြွေးယူသွားတဲ့လူရဲ့ဓာတ်ပုံလေးရှေ့ဆိုဓာတ်ပုံမှာသူ့ရဲ့နာမည်နဲ့သူ့ရဲ့အဲမွေးနံပေါ့မွေးနံဆိုအင်္ဂါလာကြာလာပြစနေလာတောက်ကြာလာရေးပါလိမ့်စာသိတယ်ဆိုလိမ့်စာပါရေးပါလိမ့်စာမသိရင်လိမ့်စာရေးစရာမလိုပါဘူးဓာတ်ပုံမရှိဘူးဆိုဆရာရေးဆိုလို့ရှိရင်စာရွက်လေးတစ်ရွက်မှာဗာရေးရမယ်သူ့ရဲ့အမိရဲ့သူ့ရဲ့သူ့ရဲ့ မွေးနံရေပေါ့နော်ရေးပြပါမွေးနံလည်းမသိဘူးဆရာလိမ့်စာတင်လိမ့်စာရေးပါနော်ကိုယ်ဆရာကြီးတဲ့သူကမွေးနံလည်းမသိဘူးခင်ဗျားနေ့နံလည်းမသိဘူးနာမည်လည်းမသိဘူးလိမ့်စာလည်းမသိဘူးဆိုတော့ခင်ဗျားဘယ်လိုပြန်ပြီးတောင်းမလဲနော် ကဲအဲ့တော့အဲ့ဒါလေးကိုလေးပါရပြီဆိုလို့ရှိရင်အဲ့ဓာတ်ပုံဒုံမစားလေးကိုပကံများရဲ့ပတ်လက်မှာခုနကကြောပဲမှာရေးတယ်ခုကပတ်လက်မှာအလဲကောင်တက်တယ်မှာကတ်လိုက်ပါဘာနဲ့ကတ်မှာကတ်ချင်တာကကော်နဲ့ပဲကတ်တိတ်နဲ့ပဲကတ်ကတ်ချင်တာကတ်လိုက်ပါပြီးပြီဆိုလို့ရှိလို့ရှိရင်မလုပ်ရမယ်ဆိုတော့အမြင့်တနေရာမှာတင်ထားပါတင်ပြီးပြီဆိုလို့ရှိရင်ခင်ဗျားတို့ဘယ်နည်းရလောက်အောင်လဲဆိုခုနှစ်ရက်တိတိအခုနပြောတယ်အုံတော်တော်တာအဟိယာစအုံတော်တော်တာအဟိယာစ38ခေါင်ရွတ်မယ်ဘယ်နည်းတော့မှာခုနှစ်ရက်ရွတ်လောက်ပါ 38ခေါက်ကို9ရက်ရွတ်ပါရွတ်ပြီးလို့38ခေါက်ကို9ရက်ရွတ်လို့9ရက်ပြည့်ပြီးတဲ့နေ့ကျတော့ရှင်အပ်ပကံကိုဘာလို့ခွဲပြလိုက်ပါဆိုတော့အကျူတည်ပြန်ရပါလိမ့်မယ်ခုနှစ်ရက်တော့လောရမယ်စိတ်ရှိလက်ရှိတော့တောတောသားအဟိယာစအုံတောတောသားဟိယာစဆို38កောက်ရွတ်မယ်เนาะအပြန်ပြောပါမယ်ကျွေပကံများတစ်ချက်ဝယ်လိုက်ပါ၄000 6000ရှိပါပေါ့เนาะရွှေကုတ်ကိုအနာကုတ်ကိုလှုပ်ချင်တာဆိုပါဂျနာပါအဖြူရောင်တစ်ချက်ဝယ်လိုက်ပါเนาะ ဘယ်ပြီဆိုလို့ရှိရင်ပကံရဲ့ကြောဘက်မှာမင်းဆော့ပင်အနီနဲ့တော့မင်းအနီနဲ့ပါရရမယ်။အုံတော်တော်သားဟိယာဆိုညာဘက်ကရစ်ပြီးရမယ်နော်။ညာဘက်ကစာမယ်ညာဘက်ကိုပဲပတ်ရမယ်နော်။ညာဘက်ကနေပဲလက်ရရေးပတ်ရမှာပေါ့ပြောချင်တာ။ကဲဟုတ်ပြီအဲ့ဒါရေးပြီဆိုလို့ရှိရင်သူ့ရဲ့ဓာတ်ပုံရှိတဲ့သူကဓာတ်ပုံလေးမှာဓာတ်ပုံရဲ့နောက်ကြောဘက်မှာသူ့ရဲ့နာမည်ရဲ့သူ့ရဲ့မွေးနံ့ရဲ့နော်။ရေးလိုက်သူ့ရဲ့ဟိုပါတိလို့ရှိရင်လိပ်စာတိလိပ်စာရေးလိုက်ပါတကယ်လို့ဓာတ်ပုံမရှိဘူးဆရာဟုတ်ပြီဓာတ်ပုံမရှိဘူးဆိုရင်ဆရာရဲ့အဖြူလေးတွေမှာ သူ့ရဲ့နာမည်သူ့ရဲ့မွေးနှံသူ့ရဲ့လိပ်စာသိရင်လိပ်စာရေးမွေးနှံလည်းသိအောင်စူးစမ်းပါနော်ကြီးလိုက်ပါတချို့နာမည်နဲ့မွေးနှံနဲ့မကိုက်ဘူးနော်အဲ့ဒါလည်းသတိထားပါနော်မှားပါအောင်ပဲလိပ်စာဒီတော့ပိုကောင်းတာပဲအဲ့လိုတက်တက်ရောက်တာပါပေါ့နော်အဲ့ဒါကိုတော့မလုပ်ရမလဲပကံကိုပက်လက်လွတ်လိုက်အလေကောင်တက်တက်မှာတိတ်နဲ့ဘုံဘုံကော်နဲ့ဖြေကတ်လိုက်ပါပြီးဆိုအဲ့ဒါအမြင့်တဲ့နေရာမှာတင်ပါတင်းမျိုးရှိနေ့စဉ်နေ့တိုင်းမှာအုံတော်တော်တာမဟာမဟိယာစာအုံတော်တော်တာမဟိယာစာအုံတော်တော်တာမဟိယာတော်တော်အသွေးထိုးတောက်ကြတော့ပါနော် သွေရိုတာပလက်ရေးချသွေရိုတာပလက်ရေးချတပလက်နော်တောတောတာဟိယာစတောတောတာဟိယာစဆိုပြီးတော့38ခန်းနေစဉ်နေတိုင်းရွတ်ပါရွတ်ပြီးလို့ရှိလို့ရှိရင်9ရက်မြောက်နေ့အထိ9ရက်မြောက်9ရက်ရွတ်ပါ9ရက်မြောက်နေ့ကျဆိုအပကံကိုခွဲပြလိုက်ပါရိုက်ပြီးတော့နော်ပြီးရင်နှုတ်ပြလိုက်တော့ပေါ့ဗျာဟုတ်ပြီလားကဲမနှုတ်ကျင်တဲ့အိမ်ထဲမှာထားလိုက်ပေါ့ဟုတ်ပြီလားနှုတ်ပြလိုက်တာခေါင်းဆုံးပေါ့နော်ခွဲပြီးတော့နှုတ်နာပြလိုက်ပါဒါဆိုအကျိုးတွေပြန်ရပါလိမ့်မယ်